တူတက်ကင်းနေတဲ့မြမပြည်ကြီးမှာသိအချိန်ရဲ့တင်လေးတမောတာစီးပြီးပန်းလာတယ်လေထောင်းစမခွဲခွာသူအားလုံးနဲ့တည်းစုံမှာကမာယုပရိသတ်ကိုတခါကမိတ်ဆက်ပေးဘူးလေခင်းရိုးရရနံ့တွေပြန့်လွင့်နေတဲ့ Three Lake Chin Traditional Costume and Food ဆိုတဲ့ဆိုင်လေးဟာ တို့ရဲ့ရိုးရချင်းစကောထမင်းလေးကိုပြန်လေပြင်ဆင်ထားတဲ့အကြောင်းပြောပြပြမှာတယ်။ချင်းစကောထမင်းမှာချင်းဆန်ထမင်းဖြူအရေးတောက်2မျိုးနဲ့အတုံ2မျိုးအသားဟင်း2မျိုးချင်းပြီကထွက်တဲ့ပပလာစတာရီပါဝင်ပါတယ်။ချင်းဆန်ကိုထမင်းလိုပဲချက်ရတာဖြစ်ပြီးစီစားနေနေပြီးတော့ပကံလုံးလေးနဲ့ထည့်ထားရပါတယ်။ပြောင်မှုလေးတွေကိုအချင်းဟင်းရည်ဖြစ်ပြင်ဆင်ထားပြီးချင်းပြီနေကပဲရနိုင်တဲ့ပပလာကိုကြော်ထားရမှာဖြစ်တယ်လို့အသားဖြစ်နေဝတ်သားချက်သားအမဲသား ကိုကြက်ရာကိုရွေးနိုင်ပါတယ်။ရှင်းလူမျိုးကြိုက်ဖြစ်အောင်အဆက်အရသာလေးလည်းပြုလုပ်ထားတာဖြစ်ပါတယ်။အရွက်တွေအနေနဲ့ကောလကားညုံမုံညင်စတဲ့ရာသီလိုက်ထွက်တဲ့အရွက်တွေကိုရှင်းစလေးဖြစ်အောင်တုပ်ပေးထားတယ်လို့အာလူးပြုတ်ထားတာကိုကျက်ဥနဲ့ရောထောင်ထားတဲ့ဟင်းလေးပါဝင်ပါတယ်။အရင်ကသကောထမင်းပုံစံဟာသကောထဲမှာဖတ်ခင်းပြီးတော့ဟင်းတွေကိုပကံလေးတွေနဲ့ပဲချပေးတာဖြစ်ပါတယ်။အခုတော့ရိုးရာအဆအဆပုံစံလေးပို့ပြီးတောင်းဖတ်ခင်းထားတဲ့အပေါ်မှာ ဟင်းတွေကိုတင်ပေးထားတာဖြစ်တယ်လို့အရင်ကမပါတဲ့ဟင်းကြီးပါဖြတ်တိုးပေးထားတယ်လို့အိုလီဗီယာကရှင်းပြပါဗျာ။ချင်းစားဆိုရင်ကဟိုတမင်းလိုပဲချက်ပြီးတော့သူကစီလေးနဲ့စားလေးနဲ့ပေါ့နော်။အဲတော့အကန့်လုံးလေးနဲ့အဲတိုင်းလုပ်ပြီးရတယ်။ပြီးတော့အင်းရည်တော့ကြောင်းလေးတွေပေါ့။ချင်းရည်တော့ပုံမှန်ပြီးပြင်ပါလား။ပြီးတော့ပပလာကြောင်းအဲဒီဆိုရင်ဟိုချင်းပြရမရပါဘူး။ဒီပြန်ကိုဘက်မှာဆိုလို့ရှိရင် ဒီပါဝါကျော်လေးကိုထည့်ပေးထားတယ်ပြီးတော့အသားဝတ်သားစစ်သားမဲသားရှိအောင်ကြိုက်ခဲ့တာလည်းမရဘူးချင်းချက်လေးနဲ့ချင်းအတုပ်လေးတော့ချင်းတုပ်လေးနဲ့ချင်းဟောဘုံချင်းရဆက်ကြိုက်တဲ့ပြီးတော့ချင်းရဆက်လေးတုပ်ပြီးဟောချင်းနေရကျတော့ဆက်စားရများတယ်ဗျာအဲ့တော့ဆက်ဆက်ပြီးတော့နော်အာအရွေးကကျတော့ခေါခါမျိုးပေါ့ခေါခါမျိုးပြီးတော့မုံငယ်အလိုလိုခြာပြေးလိုက်ရတဲ့အရွေးလေး ုံလေးနဲ့တုပ်ပေးထားတယ်။အင်းလုံတော့လေအာလေးကိုပြုတ်ပြီးတော့ကျုပ်လေးနဲ့အလိုထောင်းထားတဲ့ဟာလေးပဲထည့်ပေးတယ်။အခုဆိုရင်ရိုးရစားစားဖြစ်အောင်လို့ဟိုချင်းလေးကဖြစ်အောင်လို့ပေါ့နော်။အဲ့ပက်ကင်းယူရအတိုင်းလေးပဲပုံပေးထားတယ်။ဒီတဲ့ရလေးနဲ့ပုံပေးရ။ပြီးတော့အရင်တော့ဆိုရင်ဟိုခင်းရီကဟိုပေးခင်းရီမပါဘူးဗျ။အားလေးကိုပေးခင်းရီထပ်ထည့်ပေးတယ်။ဒါဆိုရင်တော့တိုင်းသားအဆအဆခုံမင်းနဲ့ပြည်သက်တွေနေနဲ့ ဒရစ်လက်ရဲ့ပြန်လည်ပြင်ဆင်ထားတဲ့ချင်းစကောထမင်းကိုတွားရောက်မြေးစမ်းကြည့်ဖို့လိုနေပြီဖြစ်ပါတယ်။